သူများအကြောင်းမစင်သားနဲ့ဒါနဲ့မစုအကြောင်းစင်သားမှာလို့ဆိုတော့ကိုယ်အကြောင်းကိုရှင်းသာလို့ပြောတာဟုတ်တာပေါ့ကိုယ်အတွက်အရေးကြီးဆုံးကကိုယ်ပဲလေကိုယ်ကောင်းအောင်ရှုအောင်လုပ်တာလည်းတကယ်တမ်းအဓိကကကိုယ်ပဲဘသူမှကိုယ်လောက်ကိုယ်လာပြီးတော့လုံနိုင်တာမရှိဘူးကိုယ်လောက်ကိုယ်ချမ်းသာစေတာဘယ်သူမှမရှိဘူးကိုယ်လောက်ကိုယ်ရှင်းရဲစေတာလည်းဘယ်သူမှမရှိဘူးဒါကြောင့်ကိုယ့်ကိုယ်ကိုအကောင်းဆုံးကင်တွယ်နိုင်တတ်ဖို့အတွက် ကိုเจ้าကိုပဲစဉ်းစားကိုเจ้าကိုပဲစဉ်းကျင်ကိုเจ้าကိုပဲသုံးသပ်ရမယ်ဟုတ်လားအဲ့တော့ကိုเจ้าကိုစဉ်းစားလို့ရှိရင်သူများအเจ้าကိုစဉ်းစားတဲ့အနေအထားတွေအားလည်းပဲဘုဖုံးတော်တွေရှောင်ကျင်မိသားဖြစ်သွားတယ်တချို့ကပြောကြတာရှိတယ်သူများအเจ้าကိုစဉ်းစားနေလို့ပြောတာတော့လွယ်တယ်ဒါပေမဲ့အမြဲတမ်းစဉ်းစားမိစဉ်းစားမိနေဘယ်လိုလုပ်ပြီးတော့သူများအเจ้าကိုမစဉ်းစားဘဲနဲ့တပြုတ်လို့နေရမှာတော့ဟုတ်တယ်အချင်းတော်တော်များများသူများအเจ้าတွေကြီးခေါင်းထဲရောက်မယ်နော် ဲ့သူများအကြောင်းကိုစဉ်းစားတာကိုကိုယ်စိတ်ထဲကတိတ်ပြီးတော့မနှိမ့်မြို့ဘူးမကြိုက်ဘူးကိုယ့်ကိုယ်ကိုမကြိုက်ဘူးဆိုရင်ဘာနဲ့အစားထိုးသင့်လဲလို့မြင်ကိုယ်အကြောင်းကိုစဉ်းစားတာနဲ့အစားထိုးသင့်ကိုယ်အကြောင်းကိုစဉ်းစားလို့ရှင်သူများအကြောင်းကိုစဉ်းစားလို့စဉ်းစားเสียရမလို့သူဖြစ်သွားတတိယဖြစ်ဟိုကိုယ်အကြောင်းကိုကောင်းကောင်းသိလေလေသူများအကြောင်းကိုတိတ်ပြီးတော့စိတ်မဝင်စားလေလေတိတ်ပြီးတော့မစဉ်းစားခြင်းလေလေဟိုစဉ်းစားဖို့တိတ်မလိုအပ်ဘူးလို့နားလေလေလေပေါ့ကိုဘုံဘုံတို့ကဒါ ကိုယ်တိုင်ပုံပုံစဉ်းစားကြည့်တယ်ပေါ့နော်။ဘာကြောင့်သူများအကြောင်းတွေကိုခေါင်းထဲရောက်ရောက်နေလဲ။ကိုယ်အကြောင်းကိုကိုယ်ခေါင်းထဲကိုတိတ်မထဲလို့။ကိုယ်အကြောင်းကိုခေါင်းထဲမထဲတဲ့အခါကျတော့ကိုယ်အကြောင်းကိုကိုယ်မှန်မှန်ကန်ကန်မသိဘူး။မှန်မှန်ကန်ကန်မသိတော့ဘသူများအကြောင်းတွေကိုစိတ်ဝင်စားစရာကောင်းတယ်လို့ထင်နေတာ။တကယ်တမ်းကကိုယ့်အတွက်စိတ်ဝင်စားစရာကောင်းတော့ကကိုယ်အကြောင်းပဲ။